လောကမှာနေထိုင်ကြတဲ့လူအချင်းချင်းတူပါရင်နဲ့အယိုးအမျက်တွေ ကွဲပြားခြားနားနေရတဲ့အ धिक အကြောင်းရင်းကတော့ကံလူခေါ်တဲ့တံပြန်သိရမှုကြောင့်ပဲဖြစ်ပါတယ်။ကလေးတို့ကြီးကံကံဤအကျိုးဆိုတာဗာလဲဒီကြလား။ကောင်းတဲ့အလုပ်လုပ်ရင်ဗာဖြစ်တတ်လဲမကောင်းတဲ့အလုပ်လုပ်ရင်ရောဒီမေးခွန်းလေးတွေရဲ့အဖြေကိုဒီတစ်ပတ် Friday Celebration မှာ Great 11ကအကူမာရုကစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးသုံးဖို့ကို ဥပမာလေးနေတကရှင်းပြပေးသွားမှာမို့အားလုံးအတူတူလိုက်နားထောင်ကြရအောင်နော်ပထမဦးဆုံးပြောပြသွားမယ့်ပုံမြင်လေးကတော့အမေကိုနဲ့သားလေးမှာပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်ဟိုးရှိရှိတော့ငါရွာတရွာမှာအမေအိုကြီးကိုလှုပ်ကြွေးပြုစုနေရတယ်သားလေးမလေးတယောက်ရှိတဲ့ကွယ်အဲ့လူငယ်လေးဟာလေယာလုကန်ပြီးသူ့အမေကြီးကို ရှာကျွေးနေရပေါ့ကွယ် မိခင်ကြီးရဲ့အဝတ်တွေကိုလည်းကိုယ်တိုင်လျှော့ပေးပြီးမိခင်လိုအပ်တာမှန်သမျှကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးနေရပေါ့။သားမိနှစ်ယောက်ဟာရွာရဲ့အစွန်မှာရှိတဲ့တဲဆုပ်ကလေးတစ်ခုမှာအတူတူနေထိုင်ကြတယ်။ဒီနေ့ကျတော့သားလေးဟာမိခင်ကိုအရင်လိုပဲညစာကြွေးမွေးပြီးအိပ်ယာပြင်ပေးခဲ့တာပေါ့ကွယ်။မိခင်အိပ်ယာဝင်သွားတဲ့အချိန်မှာတနေ့တာလုခဲ့သမျှလိုအားကတွေကိုရေးတွက်ပြီးတစ်သားလေးကိုထည့်သိမ်းထားလိုက်တယ်။ ပြီးလဲပြီးရော သူကိုယ်တိုင်လဲအိယာဝန်ခဲ့တာပေါ့ကွယ်ညတကောင်လဲရောက်ရောအိမ်ရှိကနေလူစိမ်းတယောက်ဟာတကားကိုဖျက်ပြီးတော့ရုတ်တရက်ကြီးဝင်လာခဲ့တယ်အတန်တွေကြတော့အိမ်နေတဲ့သားလေးဟာလဲနိုးလာတာပေါ့အဲ့ဒါနဲ့လူစိမ်းလဲနိုးနာနိုးနေတဲ့သားကိုဓာတ်ထောက်ပြီးတော့တိတ်တိတ်နေဖို့ပြောလိုက်တယ်သားကတော့တခိုးကိုသူ့အမေကိုမနိုးလိုက်ဖို့ရင်ရံမချဖို့ရေကိုတောင်းပန်တော့တာပေါ့ ตาလေးဟာအမေနိုးသွားလို့ကြောက်လန့်သွားမှာကိုအလွန်ဆိုးရိမ်နေခဲ့တယ်။တခိုးကလည်းตาကိုကျိုးနဲ့တုပ်ပြီးတော့အိမ်ထဲမှာရှိရှိသမျှပစ္စည်းတွေကို သူ့ရဲ့အိတ်ထဲကိုထည့်တော်တာပေါ့။တစ်သားတည်းကလူငယ်လေးရှာထားတဲ့ပတ်စံတွေကိုလည်းယူလိုက်တော်တာပေါ့။လူငယ်လေးကသူ့ရဲ့လှုပ်အားကားတွေကိုနှမျောပေမဲ့သူ့အမေကိုရန်ရှာမှာဆိုးတဲ့အတွက်ကြောင့်ငင်းငင်းလေးကြည့်နေရတာပေါ့ကွယ်။ အမေကြီးကတော့အိမ်ထဲမှာအဖြစ်အပျက်တွေကိုမသိဘဲနဲ့အိပ်ပျော်နေသေးပေါ့ကွယ်။တကူဟာမိဖို့ကြောင့်လည်းကအိုတလုံးကိုယူလာခဲ့တယ်။လူငယ်လေးကလည်းအဲ့ဒါကိုမြင်တော့အဲ့ဒီအိုလေးကိုတော့မယူပါနဲ့ခမညာ။အဲ့ဒီအိုလေးမရှိရင်မနဲ့ကြအမေကိုဆံပြုတ်ပြုတ်ပေးလို့မရလို့ပါ။အမေဆံပြုတ်မတော်အရင်အားမရှိပဲတခုခုဖြစ်မှာစိုးလို့ပါဗျာဆိုပြီးတခိုးကိုတောင်းပန်တော့တာပေါ့ တကိုးကလည်းလူငယ်လေးပြောတာကိုကြားပြီးတော့ရင်ထဲမကောင်းဖြစ်သွားခဲ့တယ်။ဒီလူငယ်လေးဟာအမေကိုလှုပ်ကြွေးပြုစုနေတဲ့တားလိမ်မာလေးပါလား။ငါသူ့ရဲ့ပစ္စည်းတွေယူနေတဲ့အချိန်တုန်းကတော့ငြိမ်ငြိမ်လေးနေခဲ့တယ်။သူ့အမေအတွက်ကြတော့ငါလိုတကိုးတယောက်ကိုတောင်းတောင်းပန်နေပါလား။ငါဟာသူ့ရောကောင်းတယောက်ကိုအပြစ်ကျူးလွန်နေတာပါလားဆိုပြီးတကိုးဟာ နောင်တရသွားခဲ့တယ်။တကိုးဟာအိုးကို လူငယ်လေးရဲ့ဘေးမှာချပြီးတော့ လူငယ်ကိုတုတ်ထားတဲ့ကြိုးတွေကိုလည်းဖြီးပေးလိုက်တယ်။နောက်ပြီးလူငယ်လေးကိုပြောလိုက်တယ်။ကျွန်တော်ကိုခွန်လပ်ပါဗျာ။တကူးကပြောလဲပြောပြီးရောလှည့်ထွက်သွားခဲ့တယ်။လူငယ်လေးကတော့အံ့ဩမင်တက်ပြီးတော့အိမ်မှာခြံခဲ့တော့တာပေါ့ကွယ်။ဒီပုံမြင်လေးကိုနားထောင်လိုက်တော့ကလေးတို့ရင်ထဲမှာဘာတွေခံစားရလဲ။မိခင်ကိုလှုပ်ကြွေးပြုစုနေတဲ့တားလီမလေးဟာအန်နီရဲ့ကြားရောက်နေချိန်မှတောင်းမိခင်ကိုအရင်စိတ်ပူခဲ့တယ် မိခင်အပေါ်ပြုစုခဲ့တဲ့ကံကြိုးကြောင့်အသက်လည်းရန်ရှာမခံရသလိုပစ္စည်းတွေလည်းမဆုံရှုံးခဲ့ရဘူးပေါ့တခုဟာလဲသူ့အမားကိုအချိန်မီနောင်တရခဲ့တဲ့အတွက်မကောင်းတဲ့ကံကိုထပ်မကျူးလွန်ခဲ့ဘူးဆိုတာတားတို့သမီးတို့မြင်နေနော်ဒါကြောင့်မိဘအပေါ်လုံချွေးပြုစုတဲ့တားသမီးတွေဟာအနေရကြောက်နေရင်တောင်ကင်းလွတ်သွားတယ်ဆိုတာကိုကလေးတို့သိရမယ်နော်မကောင်းမှုကိုပြုလုပ်နေတဲ့တခိုးဟာလည်းအချိန်မီပြန်ပြန်နိုင်ခဲ့ပြီးတော့ မကောင်းမှုကိုဆက်မပြုဘဲကောင်းတဲ့လုပ်ရတွေကိုလုပ်ခဲ့တာကိုလည်းချီးမွမ်းရမှာပေါ့ကွယ်ဒုတိယကြောက်လာတဲ့ပုံမြင်လေးကတော့ဒီကံမြောက်သူဆိုတဲ့ကံကြိုးကြောင့်တရားပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ရှိခါကဆရာကြီးတူဦးဟာ သူ့စီမှာပညာသင်ကြဖို့ရောက်လာတဲ့လူငယ်လေးကိုဗေဒင်ကြည့်ပေးတဲ့ဗေဒင်တော့ကြည့်တဲ့အခါမှာကြီးလူငယ်ဟာနောက်ခုနှစ်ရက်နေတရားတော်မယ်ဆိုတာသိလိုက်ရတယ် နောက်ခုနှစ်ရက်နေရင်တရားတော်မဲလူကိုဆရာကြီးကလည်းပညာမသိပေးချေဘူးပေါ့အဲ့ဒါနဲ့ပဲဆရာကြီးလည်းလူငယ်လေးကိုနောက်တလနေမှပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်လူငယ်လေးလည်းဆရာကြီးစီကပြန်လာခဲ့ရတာပေါ့လူငယ်လေးဟာ ပြန်လာတဲ့လန်ခီမှာရေစာလာတာနဲ့ရေလိုက်ချတော့ရေအငယ်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီရေအငယ်ထဲမှာငါးကလေးတွေကိုပါမြင်လိုက်ရတာပေါ့ ငါကလေးတွေကို မြင်ပြီးတော့လူငယ်လေးကဒီလိုတွေးမိတယ်။ DAI ကအသေးသေးလေးဆိုတော့နောက်၄-၅ရက်နေခန်းချောက်သွားမှာပဲအဲ့ဒီအချိန်ကျရင်ငါကလေးတွေလည်းရေမရှိတော့တေကုံကြတော့မှာပဲဆိုပြီးတွေးမိတယ်အဲ့ဒါနဲ့ပဲလူငယ်လေးလည်းငါကလေးတွေကို ဖမ်းပြီးဒီထက်ကြီးတဲ့ AI ကိုလိုက်ရှာကကြောင်းရွှေ့ပေးလိုက်တယ်ကြောင်းရွှေ့ပြီးတဲ့နောက်မှာသူလည်းခီးဆက်ကပြန်တယ်လူငယ်လေးလည်းခီးဆက်ရင်တနရာရောက်မှာ လမ်းပေါ်မှာလဲကျနေတဲ့ညောင်ပလင်းသပင်ကိုကြွေလိုက်ရတယ်။လူငယ်လေးလဲညောင်ပရဲ့အကိုင်းခက်တရတွေကိုဖယ်ရှားပြီးခီးသွလာသူတွေအစဉ်ပြေအောင်ပြုလုပ်ပေးလိုက်တယ်။ဒါအပြင်ညောင်ဝင်နာကရေကြီးတက်နေတဲ့ရေရင်းကိုလဲခီးသွားတွေအသုံးပြုနိုင်အောင်တန်ရှင်းပေးလိုက်တာပေါ့။ဒီလိုနဲ့လူငယ်လဲခီးပြန်ဆက်ရင်သူ့ရွာကို ပြန်ရောက်လာခဲ့တယ်။သူပြောင်းတဲ့အချိန်မှာသူတို့ရာသူရာသားတွေဟာရာဝင်က ရေမြောင်းမှာတရားဆောက်ဖို့စူဝေးနေကြတာပေါ့ ူလည်းလော်အားဖေးကူညီခဲ့ပြန်တယ်။ဒီလိုနဲ့ရွာမနေတလာပြတော့ဆရာကြီးစီပြန်လာခဲ့တယ်။ဆရာကြီးလည်းလူငယ်ကိုပြန်ကြွတော့အံ့ဩတာပေါ့။ခုနှစ်ရက်နေသေးမယ်လို့ထင်ခဲ့တဲ့လူငယ်ကတလာကြတဲ့အချိန်မသေးတော့သူလည်းအံ့ဩမိတာပေါ့။ ူရဲ့ပေရပညာကလည်းမမနိုင်တာတိတော့လူငယ်လေးကိုအကျိုးအကြောင်းသိရဖို့မိလိုက်တယ်။လူငယ်လေးအရင်တခါကဆရာကြီးစီကပြန်သွားတဲ့ခီးတလျှောက်လောကတမျှအကောင်းမှုကုသိုလ်တွေကိုပြောပြလိုက်တာပေါ့။အဲ့ဒါကိုကြားလိုက်တော့ဆရာကြီးကလည်းပြုံးမိပြီးကောင်းမှုကံကြောင့်ကောင်းသောအကျိုးကိုရရှိတာဆိုပြီးကြီးလိုက်ရတယ်။အဲ့ဒါနဲ့ပဲဆရာကြီးလည်းလူငယ်လေးကိုသဘောကျပြီးသူ့လက်အောက်မှာပညာသင်ကြားပေးတဲ့ကွယ်။ ဒီပုံမြင်လေးမှဆိုရင်ပေကံပါတဲ့အယူကြီးအောင်ဟာ မသေးပဲအသက်ဆက်ရှင်ခဲ့တယ်ဆိုတာကိုကလေးလေးတို့မြင်နေတော့ဘာကြောင့်အသက်ဆက်ရှင်ခဲ့တယ်လို့ကလေးတို့ချင်းလဲရှိဘွားကအာကုတိုကံကြောင့်ခုဘွားမှာတရားတော်မယ်ဆိုတဲ့လူငယ်လေးဟာကောင်းတဲ့အရာတွေကို လုပ်ခဲ့တယ်။တရားတတ်တွေကိုကယ်ခဲ့တယ်။ သူများတွေအဆင်ပြေဖို့အတွက်အကူအညီပေးခဲ့တယ်။ဒါတွေကြောင့်သူဟာမတည်ခဲ့တာပေါ့။ကလေးလေးတို့ကလည်းအရင်ဘဝကမကောင်းတဲ့ကံတွေပါလာခဲ့ရင်တော့ခုဘဝမှာလိမ္မာရင်ကျတဲ့ကလေးလေးတွေဖြစ်နေမယ်ဆိုရင်မကောင်းတဲ့ကံတွေပြောက်ွယ်သွားမှာပေါ့ကွယ်။ကဲဒါကိုကလေးလေးတို့အားလုံးမသားထားကြနော်။နောက်ဆုံးကြောက်လာတဲ့ပုံမြင်လေးကတော့မိုးဆိုးကြီးဆိုတဲ့အာဟုတုကံအကြောင်းတရားပုံမြင်လေးကိုပြောပြပေးသွားမှာပါ။ ဟုတ်တခါတော့ငါရွာတရွာမှာမုံစိုးလေးတူရှိတယ်။သူဟာသားကောင်လေးကို တက်ဖြက်အမဲလိုက်ရတာဝါသနာပါရဲ့သူပေါ့။သူအမဲလိုက်လို့ရရှိလာတဲ့သားကောင်လေးကိုချက်ပြုတ်ဆွာတော့လေးရှိတယ်။တနေ့မှာအရင်လိုပဲသားကောင်လေးကိုချောင်းမြောင်းနေတာပေါ့။ဒါမဲ့လည်းအဲ့ဒီနေ့မှာသားကောင်လေးကိုမတွေ့ဘူးဖြစ်နေတယ်။အဲ့ဒါနဲ့မုံစိုးကြီးလည်းဒေါသတွေအရင်ထွက်နေပြီပေါ့။အဲ့ဒါနဲ့တွေ့တဲ့သားကောင်တေးသေးကြီးကြီးတက်ပြစ်မယ်လို့တွေးလိုက်တယ်။ ီလိုနဲ့သူကလိုက်ရရင်တနေရာအရောက်မှာတကိုင်းပေါ်မှာနားနေတဲ့ငက်ကလေးတစ်ကောင်ကိုတွေ့မိလိုက်တယ်။သူကလည်းဝမ်းသာအာရနဲ့တားကောင်နာကို တဖြည်းဖြည်းကတ်လာတာပေါ့။သူအမဲလိုက်နေကြတနက်ကိုသေချာကင်ပြီးငက်ကိုချိန်ထားလိုက်တယ်။ပိုပြီးသေချာအောင်တပင်ရဲ့အောင်နာကိုကတ်လိုက်တယ်။ပြီးချင်တော့အဲ့ဒီတပင်အောင်နာမှာမွေတကောင်ရှိနေခဲ့တယ်။ဒါပေမဲ့လေမုဆိုးကြီးကငက်ကိုတတ်ဖို့စိတ်ရောက်နေတော့မမြင်မိဘူးပေါ့။ မိုးစိုးကြီးလဲငှက်ကိုတနက်နဲ့ပြစ်ဖို့ခြေလန်းတိုးလိုက်တဲ့အခါမှာမျိုးကိုတက်နေမိသွားတယ်။မျိုးရလည်းစိတ်ဆိုးမှန်ဆိုးနဲ့မိုးစိုးကြီးကိုကပ်လိုက်တာပေါ့။ငှက်ကိုတက်ပြစ်ဖို့လုံနေတဲ့မိုးစိုးကြီးလဲအိတ်နေရာမှာပင် အစိတ်တက်ပြီးထေသွားရှာတယ်။ငှက်ကလေးကတော့အတန်ကြပြီးထပြန်သွားတာပေါ့ခွဲ။ကလေးတို့လည်းဒီပုံမြင်လေးကိုအထုယူပြီးသူများမကောင်းချင်ကိုပဲခံဆိုတာသိရမယ်ခွဲ။သူတို့ကအပေါ်မကောင်းချင်မှုတွေးလိုက်ပြီးဆိုရင်ပဲ မကောင်းတဲ့ကံကိုကိုပြန်လုပ်မယ်ဆိုတာမမေ့ရဘူးเนาะကလေးတို့ကိုရောမာတို့ပြောပြသွားတယ်ပညာပေးပုံမြင်လေးတွေကိုသိချမှတ်ထားကြရမယ်เนาะပုံမြင်လေးတွေတဲကကောင်းတဲ့အချင်းလေးတွေကိုယူပြီးမကောင်းတဲ့အချင်းတွေကိုရှောင်ရှားရမယ်ဆိုတာကလေးတို့သိရမယ်เนาะညီလေးညီမလေးတွေလည်းအိမ်မှာယဉ်ကျေးတည်မွေးတဲ့ကလေးတွေဖြစ်ပါစေ မိဘအပေါ်ပြုစုလုပ်ကျွေးနိုင်တဲ့တာရီသမီးတွေဖြစ်ပါစေလို့အကိုတို့ရဲ့ Grade 11 Morning Class ကဆုတောင်းပေးလိုက်ရပါတယ်ဗျာအကိုတို့ရဲ့ပုံပြင်ပြောပြတဲ့အစီအစဉ်လေးကိုကြပြသေးတဲ့ပုံနဲ့ဆုံးသက်ချင်ပါတယ်ဗျာသူများအသက်တတ်တည်အတွက်အသက်ကိုမှတို့မတက်ရှောင်ရှားထိုးသူများ ရှီလျာအသက်ကို မိတ်ဆက်ကလူညင်ဆဲသူ ပြောထူယောဂါဆို တနာစိတ်သွင်းမနိုင်နဲ့ကင်းရှင်းယောဂါကိုထံပြင်းဒေါသကြီးရက်က အလှပြစ်မည်ဆိုဒေါသကင်းစင်မြတ်တာရှင်ကြည်လင်လှတကုမနာလိုပြန်အိတ်တာထံချွေရန်ကင်းမည်ဆိုအိတ်တာမထားဝမ်းမြောက်ငါပေါ်များချွေရန်ကို မလူမတန်းမပေးခန်း၆ခန်းဥစ္စာဆိုစွန့်ကျဲလီတုံပြူပါကုန်ကုံလုံးကျွယ်ဝလို့ မာမာနာကျွဲထိုသူပဲမျိုးနွယ်ညံ့မီဆိုထိုက်သူယိုကျိုးမန်ကိုချို့အမျိုးမြတ်တကိုတိဖွယ်ဟုသည်မမေးကဖြင်းအပညာဆိုကြားမြင်များအောင်မေးလေဆောင် ခုနောင်တက်သည်လို့